ချန်နယ်ကို အစဉ်မပြတ်နားဆင်အားပေးနေကြတဲ့စာပေချစ်သူများအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့စီးဝင်စားပွဲဗဟုသုတရပွဲ ဖြည့်ရမှန်ဇလန်းလေးတပုတ်ကိုတင်ဆက်ပေးမှာဖြစ်ပါလိမ့်ရှင်။ဒေါသအပြည့်မဖြစ်မမြောက်မမုန်းလောက်တာကိုအစောက်အဥအပြည့်ကြီးယူမိရင်ညူစုမြက်ဝင်ငါးချစ်လင်ကိုသင်တက်ပြတ်နိုင်အားပေး၏။စင်ကမြညူတိယောင်ခချိုးတကဲ့သို့ ကြည်ကျူးဖြတ်ကြည်ကြည်ကျူးဖြတ်ကြည်ကြည်ကျူးဖြတ်ကြည်ဥပုံညာစလီဥပုံညာရဲ့စဒံစင်မင်းဝိထုကိုဖတ်မိတိုင်းကျုပ်အခင်းဆုံးအရင်နီးဆုံးအပွင့်လင်းဆုံးတငယ်ချင်းမောင်မောင်ကိုအမတ်တရလွမ်းလွမ်းမောမောစွတ်စွတ်ချင်းချင်းဖြစ်နေတတ်တယ်လို့မောင်မောင်မိမောင်မမကိုလေနာနာကြီးကြီးရှိနေတော့မှပဲကျုပ်အသက်40ဆုံးခဲ့ပြီးတဲ့အထိအချင်းနဲ့ဖွဲ့စည်းထူးဆေးကရာကားနဲ့အယောင်ဆိုးတာတွေ ဟောဒီလောကလူရွာကြီးတွေမှာယောက်ျားတယောက်ရဲ့ချစ်ခြင်းဒါမှမဟုတ်မိန်းမတယောက်ရဲ့မေတ္တာစေရနာမူရိတာဥပိ္ပခာဆိုရာကြီးတွေကိုထဲထဲဝင်ဝင်နားမလည်တတ်သေးဘူးဆိုရင်ကျုပ်ညာဖျင်းရပြီးရောက်နေမလားအဲ့ဒါကိုတော့ကျုပ်ဝေခွဲမရအောင်ဆုံးဖြတ်ချက်မရအောင်ဆိုတာအမှန်ပဲအဲ့ဒီတော့ကကျုပ်နဲ့ကျုပ်တငယ်ချင်းမောင်မောင်ဆိုတာအသက်30ဆွန်းဆွန်းလောက်ပြီးရှိကြသေးတာပဲခိုးတိုင်းညောင်လေးပင်မျိုးဆိုတာကကျုပ်တို့နှစ်ဦးရဲ့မွေးရမြေအဲ့ဒီမွေးရမြေမှာ ကျုပ်တို့ဆယ်တန်းဆောင်မွေပွဲအောင်ခဲ့ကြတယ်။အဲ့ဒီမြို့မှာပဲကျုပ်တို့နှစ်ဦးလုံးရဲ့ဘဝကိုအခြေစိုက်ခဲ့ကြတယ်။ပြောမဲ့သာပြောရတာကျုပ်တို့နှစ်ဦးစလုံးဆိုတော့လူစင်းရဲ့လူနွမ်းပါးတွေမမောက်မီသားစုကတာမန်လေသမားဆရာကြီးတဦးဖြစ်တယ်လို့ကျုံမီပါဆိုတာကလေအနေဆုံးလားစာရဝန်ထမ်းတွေကျုပ်တို့နှစ်ဦးဆိုတာကလူငယ်တို့တဘာဝလက်ဖက်ရည်ဆိုင်ထိုင်းခြင်းပွဲလန်းသဘင်သွားခြင်းနေဆိုရင်တော့ပြည့်ပြည့်မြောင်မြောင်ငွေရှိကြတဲ့ဘဝမျိုးမဟုတ် ရုပ်ဆော့အစုံလက်ဖက်ရည်ဆိုင်ထိုင်ပြီးတော့အဲ့ဒီလက်ဖက်ရည်တစ်ခွက်ကိုနှစ်ယောက်မျှတော့ရတဲ့အနေထားပဲပွဲလန်းသဘင်ဆိုရင်လေဈေးဘောလေးကြိုက်ပြီးမိုးအလင်းလျှောက်ကြည့်ကြရုံဖွင့်ဆိုတော့မှရုံထဲဝင်ကြည့်ရတဲ့ဘဝဆိုတော့အပွင့်လင်းဆုံးဝင်ခံရရင်လူငယ်ဘဝတုန်းကကျုပ်တို့ဆိုတာနွမ်းနွမ်းပါးပါးပဲလေဒါပေမဲ့မောင်မောင်ကငွေကြေးနဲ့တိုင်းတရင်သာပြည့်စုံမှုမရှိတော့ပါမောင်မောင်ရုပ်ရည်မောင်မောင်ရဲ့အသက်ရွေးအသားအရေးနဲ့ခန္ဓာကိုယ်အချိုးဆေးဆိုတာမျိုးကမိမတယောက်အတွက် စိတ်ကူးရင်စရာကောင်းတဲ့လူငယ်တဦးပဲအဲ့ဒါကတော့မောင်မောင်ဘဝအတွက်တမျိုးတစ်ပုံပြောင်းလဲပြဖို့ဒါမှမဟုတ်ကျုံနဲ့မောင်မောင်ဆိုပြီးအခြေဆောင်တငယ်ချင်းနှစ်ဦးကိုကွဲကွာသွားစီဖို့မောင်မောင်ရဲ့ကံကြမ္မာရဲ့စွမ်းရည်မဲလာမပြောတတ်ဘူးဆယ်တန်းစာမွေးပွဲအောင်ပြီးတော့ကျုပ်တို့နှစ်ဦးစလုံးတက္ကသီလာများကျွန်းသားတို့အင်းအားကန်တို့တေပုတ်ပင်တို့ရန်ကုန်တက္ကသိုလ်နေမြေတို့ဆိုတာတွေဝေးလိုက်တာကြောင်းထွက်ပြီးတော့ရရအလုံဝင်လုံနေတာနဲ့ အဲ့ဒီစေတန်းအောင်ခဲ့ကြပြီဆိုတာလေးနေပြီကျေနပ်လိုက်ရတယ်ငါချမ်းသာခြင်းနဲ့မြင့်အောင်ငါလည်းချမ်းသာခြင်းတာပေါ့ကွာလောကမှာမချမ်းသာခြင်းတဲ့သူမရှိဘူးမော်မော်လူဆိုတာကောင်းစားခြင်းဝိချင်းနေခြင်းကြတာကြီးပဲဘသူကနွမ်းနွမ်းပါပါနေခြင်းမလဲတငယ်ချင်းအောင်အဲ့ဒါလေဟုတ်တယ်ငါလက်ခံတယ်အဲ့ဒီလိုနေတိုင်းလိုလိုမောင်မောင်နဲ့ကျုပ်တို့တွေ့တိုင်းချမ်းသာဖို့နီလန်းကိုကြည်ရှာကြတော့ဒီဒါပေမဲ့မရခဲ့ကြပါဘူး မကောင်းမှုဒုစရိုက်လုပ်ငန်းတွေနဲ့ဘဝတစ်လျှောက်လုံးကင်းကင်းကွာကွာနေခဲ့ကြတဲ့သူဆိုတော့ကျုပ်တို့နှစ်ဦးရဲ့မျှော်မှန်းချက်တွေကပုံမြင်တွေပဲဖြစ်ခဲ့ကြတာဒီနေ့တော့ကျုပ်ကိုမောင်မောင်ကအရေးကြီးစကားတစ်ခုပြောစရာရှိတယ်ဆိုပြီးလက်ကုပ်ခေါ်တာနဲ့လက်ဖက်ရည်ဆိုင်မှာထိုင်ပြီးတော့နှစ်ဦးတည်းခေါင်းချင်းဆိုင်ဆွေးနွေးကြရတော့ရည်စရာပဲကောင်းနေမလားတော့မပြောတတ်ဘူးလူငယ်တွေဆိုတော့ရင်ခုန်ကြရတာများပြောပါလိဒေါ်မမကိုမင်းသိရမဟုတ်လားမြင့်အောင်အေးသိပါလေကွာ ငါတို့မြို့မှာငွေတို့ကြီးစားတဲ့မိမကြီးပဲသူ့ယောက်ျားကမနှစ်ကဆုံးသွားတယ်လေကွာအသက်က40ကျော်လောက်ရှိမေတာသမီမရှိဘူးကုံစုံပွဲယုံရှိတယ်တိုင်နှလုံးရှိတယ်အရန်ချမ်းသာတဲ့မိမကြီးဒါပေမဲ့ရုပ်ကတော့မစွန်ဘူးကွာအေးဟုတ်တယ်ငါမနှစ်ကဒေါ်မမစီကိုရောက်တယ်ပြောအဲ့ဒီလိုနဲ့မောင်မောင်ကသူ့အမိမကျမ်းမာတဲ့အကြောင်းဈေးဘဝကငွေကြီးလိုအကြောင်းဘသူကမှဒုက္ခမပေးခြင်းလို့ဘသူမှလည်းမသိစေလို့ကြောင်း ို့ဖြစ်၍သူလက်ကနာယီကိုချုပ်ပြီးတော့ငွေနေရနဲ့ပေါင်နိုင်ရန်ဒေါ်မမအင်ကိုအရေးစွန်ပြီးထွက်ခဲ့ကြောင်းငါကွာရှက်လဲရှက်ကြောက်လဲကြောက်ဖြစ်နေတာဒါပေမဲ့အမေတွန်းဆိုတော့ဘာကိုမှမတွေးနိုင်တော့ဘူးကွာအေးပါငါလေးကိုချင်းစာပါတယ်ဆိုင်ထဲကိုဝင်သွားတော့ဆိုင်ကလူတွေကအိမ်အပေါ်ဓာတ်ကိုတက်သွားဆိုတာနဲ့ငါလည်းအိမ်အပေါ်ဓာတ်ကိုရောက်သွားတယ်ဟိတ်ကောင်ကြီးအိမ်ကြီးကအကြည့်ကြည့်ဆိုတော့ခန်းခန်းနာနာကြည့်ပေါ့ကွာအဲ့ဒါနဲ့အိမ်ပေါ်မှာရောက်တော့ ိမ်ပေါ်မှာဒေါမမတယောက်တည်းရှိတယ်ကွာငါ့ကိုမြင်တော့ပြုံးပြုံးရွှင်ရွှင်နဲ့လက်ခံစကားပြောပြီးလာရင်ကိစ္စကိုမေးတော့ပေါ့ကွာအေးစက်ပေါ့ငါကနာယီပေါင်ကျင်လို့ဆိုတော့သူကဘာမှမပြောဘဲနဲ့ခဏထိုင်အောင်ဆိုပြီးအခန်းထဲကိုဝင်သွားတယ်ပြီးတော့လက်ဖက်ရည်တစ်ခွက်ဖြော်လာပြီးတော့ငါ့ကိုတိုက်တယ်ကွာပြီးတော့မုံတွေလည်းအများကြီးချကြွေးတယ် secret ဆိုတာကလေဘူးလိုက်ပဲတငယ်ချင်းမင်းကိုတရီရလိုက်တာကွာကျုပ်တငယ်ချင်းကကျုပ်ကိုမစားရဝါမခံပြောပြ နောက်တော့နာယီကိုအပေါင်မခံကြောင်းမောင်မောင်မျက်နှာကိုရွှွှွှွှဆာဆာကြည့်ပြီးပြောတော့မောင်မောင်က ရှက်စိတ်တွေမိုးထီမြင့်တက်သွားပြီးကြောက်ကလေးကြောက်လာနောက်ဆုံးနာယီအပေါင်မထားပြီးနေလူကိုအပေါင်ထားရင်လက်ခံမေးအကြောင်းဒေါ်မမကမောင်မောင်ကိုနောက်နောက်ပြောင်ပြောင်နေပြောခဲ့သည်ငါကွာကြောက်သွားလိုက်တာဒီမိမကြီးဘလို့စကားများပြောလိုက်တာပါလေဆိုပြီးပေါ့လေဒါပေမဲ့နောက်ဆုံးမှမောင်မောင်နာယီကိုမယူထားပဲနဲ့ဒေါ်မမက မောင်မောင်ကိုငွေတစ်ထောင်ချက်ပေးလိုက်ကြောင်း ို့တော်လာမဲ့စနေနေ့ဒေါ်မမရန်ကုန်ကိုသွားမဲ့ခီးမောင်မောင်မောင်က အဖော်ဖြစ်နေလိုက်ပေးရမှာဖြစ်ကြောင်းမောင်မောင်ကိုတာဝန်ပေးပြီးအလောက်ခန့်လိုက်တယ်။မင်းကိုငွေတထောင်ချက်တောင်ပေးလိုက်တယ်ဟုတ်လား။ဟုတ်တယ်။ငါတို့မင်းတို့လာစားငါလာစားပဲဟိတ်ကောင်းကြီး။ငါလည်းကြောက်ကြောက်လန့်လန့်နဲ့အမေတွေဆိုတော့ယူခဲ့ရတာပေါ့ကွာ။ အဲ့ဒီတော့ကျုပ်တို့စကားဝိုင်းနေမှာလာမယ့်စနေနေ့မောင်မောင်ရန်ကုန်ကိုလိုက်တဲ့မလိုက်တဲ့ဆွေးနွေးကြတယ်။ရန်ကုန်ကိုမလိုက်ဖိနေထုံငွေတစ်ထောင်ကိုပြန်ဆက်ရနီးလန်းဆိုတာလည်းမရှိ။နေရောက်တာအပြေရှာလို့မရခဲ့ကြနဲ့ခရီးထွက်သွားတယ်။ရန်ကုန်မရောက်ခင်ပဲခိုးမှဆင်းပြီးတော့ဘုရားဆောင်ဖူးရင်လေပတ်တယ်။နောက်ဆုံးတဲခိုကမ်းမှာနားကြတယ်။မောင်မောင်ကိုဒေါ်မမကကိုရန်တော်အဆောင်ဖြစ်နေတာဝန်ပေးခဲ့တယ်။ဒါပေမဲ့နားခိုတဲ့နေ့ကအရက်တော့ချင်တပါဆိုရင်တောက်စီဆိုပြီးခွင့်ပြုခဲ့တယ်။ မောင်မောင်ကတောက်စားမှုရေးခဲ့တော့မမသိမဲမားခဲ့ကြတယ်။အဲ့ဒီလိုနဲ့ဇနီးတင်းကနေရံပိတ်ရဲ့ကြော်သွားတဲ့အချိန်မောင်မောင်တို့ပြန်ရောက်မလာဘူး။ဒေါ်မမကလည်းဆိုင်ကိုပိတ်ပြီးတော့အဆောင်ထားခဲ့တဲ့သူဆိုတော့အေးအေးလူလူပဲ။နောက်တော့ဆယ်ရက်မြောက်နေ့မှာဒေါ်မမနဲ့မောင်မောင်ညောင်လေးပင်ကိုပြန်ရောက်လာတယ်။မကြမတင်မှာပဲသူတို့နှစ်ဦးကလူကြီးဆောင်ရနဲ့လက်ထပ်လိုက်ကြတာပဲ။အဲ့ဒီတော့ကမောင်မောင်ကအသက်26နှစ်ဒေါ်မမကအသက်43နှစ်အရွယ် ကျုပ်တငယ်ချင်းမောင်မောင်နဲ့ဓမ္မမတို့ရဲ့ဘကိုးနဲ့ရန်ကုန်ခီးစဉ်တွေကိုတော့အကျယ်တဝင့်မပြောပြချင်တော့အသက်က26နှစ်စွန်းစား၍မောင်မောင်ဆိုတဲ့ကျုပ်တငယ်ချင်းအကြောင်းကိုကျုပ်ကတီးပြီးဖြစ်တယ်လို့ခန္ဓာကိုယ်အချိုးစိပြည်ပြည်သူတသမိတစုံတရာမွေးဖွားမှုချင်းမရှိသူအိမ်တော်ပြတ်မှုစုမှဓမ္မမရဲ့စိတ်အုံကိုလေကျုပ်က တွေးထင်ကြည့်ပြီးသားဖိုနဲ့မှာဆိုတဲ့နီးစပ်မှုကြောင့်ဖြစ်ရတယ်ဆိုတော့ကျုပ်ကမောင်မောင်ကိုခွင်လွတ်တယ်လို့ဓမ္မမကိုလေနားလေပါတယ် ကံဒါမှမဟုတ်ကြက်မဒါမှမဟုတ်ဘဝအလေပြောင်းမေပုံဘာပဲပြောပြောချမ်းသာခြင်းနေဆိုရင်မောင်မောင်ကတော့နေချင်းညာချင်းတိုက်တာအစာဦးပေါ်ကိုရောက်သွားတယ်ပွေးယုံပိုင်ရှင်ကြီးဖြစ်သွားပြီဆိုတာကတော့မြေကြီးလက်ခံမလွဲတော့ဒေါမမဆိုတာကလေမောင်မောင်ကိုမျက်စိအောက်ကအပြတ်မခံဘူးချစ်လိုက်တာမှတုံလို့ပါမောင်မောင်ကလည်းမမကိုချစ်တာပါပဲဘဝမှာနွမ်းပါခြင်းချိုးတဲ့ခြင်းနဲ့ကြီးပြင်းလာရတဲ့ဘဝအမောကြီးတွေကဆွဲနှုတ်ကြင်ခဲ့သူ မိဘနှစ်ပါးနဲ့အတူညီညမငယ်တွေရဲ့ဘဝကိုပါတစီချို့နေရီကန်လေးကိုခုံချနိုင်တယ်လို့ပြောင်းလဲသွားစေသူကြီးမဟုတ်လားပြီးတော့အသက်26နှစ်ဆိုတဲ့အရွယ်ထိအခြေဆိုတာမျိုးကိုတိမ်တိမ်နှံ့နှံ့နားလေထားတာမျိုးမှမဟုတ်တာခုမှမမနဲ့တွေ့လို့ဆိုတော့ဘဝဆိုတာဘာလဲဆိုပြီးအတွေ့နဲ့ချဲ့နေတဲ့အချိန်ပေါ့မမနဲ့နေရတော့ငါစိတ်ချမ်းသာပါတယ်တငယ်ချင်းရငါ့ကိုတိတ်ချစ်တယ်လို့ငါမိဘတွေအတွက်ကိုပါပံ့ပိုးပေးနေတာမျိုးကော့ အသက်အရွယ်ချင်းကကွာဟနေရေးဆိုပြီးမှငါလဲသူချစ်တယ်လို့လိုက်ချေပေးနေရတယ်ပေါ့အဲ့ဒါကကျုပ်ကိုမောင်မောင်ကဒေါ်မမနဲ့အိမ်အောင်ကြပြီးသုံးနှစ်စွန်းစွန်းကာလကိုဖြတ်တန်းပြီးတဲ့အထိပြောခဲ့ဘူးတဲ့စကားဆိုရီမောင်မောင်ကသူ့အတွက်လူလီသေးမရှိသုံးဆွဲနိုင်သူဖြစ်တယ်လို့ကျုပ်အတွက်ဆိုလေလက်ညှိုးညွန်ရာဖြစ်စေတယ်လို့ကျုပ်လိုတာမန်လာစာရောက်ဝန်ထမ်းလေးတယောက်တို့ကျုပ်တငယ်ချင်းမောင်မောင်ဆိုတာတကယ်ကိုကဲတင်ရှင်ကြီးတူဦးပါပဲ ဒါပေမဲ့ကျုပ်ကအရက်သေးစားမျိုးကိုရံဖန်ရံခါမတောက်တတ်ပြီးမေမောင်မောင်ကတော့အဲ့ဒီလိုမဟုတ်ဘူးနေစဉ်ဆိုသလိုကောင်းကောင်းတောက်ပြီးကောင်းကောင်းစားနေတာပွဲရုံကိစ္စတွေဆိုတာကလေဒေါ်မမကိုတိုင်းကပဲဦးစီးဦးရွက်ပြုနေတာမျိုးပဲဆိုတော့မောင်မောင်ဆိုတာဒေါ်မမအတွက်တက်ရှိချစ်စရာရုပ်ကလေးတယောက်လိုအလားကြီးယုံကလွဲပြီးတော့လူပိုတယောက်လိုဖြစ်နေတာခင်တန်းချိုဆိုတဲ့ကောင်မလေးကိုမင်းသိတယ်မဟုတ်လားမြင့်အောင်အဲ့ဒီကောင်မလေးနဲ့ငါနဲ့ချစ်နေကြတယ်ကွာ မင်းသိတဲ့အတိုင်းပဲကောင်မလေးကနွမ်းပါးရီဆိုတော့သူဦးလေးအတော်ရီနဲ့ငွေကြီးအချောင်းပြူဆက်ဆန့်ချောင်းရင်းနဲ့ငါနဲ့ကောင်မလေးတန်ရောစင်ဖြစ်သွားတာပဲမြင်အောင်ကြီးအဲ့ဒီလိုနဲ့မောင်မောင်နဲ့အတော်မမအိမ်တော်သက်လေးနှစ်စွန်းစွန်းနဲ့ရောက်လာတော့သားထောက်သမီးခံကားလေးမရှိအရက်သေးစားတောက်စားဟိုဒီလေပတ်သွားလာနေတဲ့မောင်မောင်တယောက်ဒီနေ့ကျုံနဲ့ရမကဆိုင်မှာတောက်ကြရင် ပြောလာခဲ့လို့ကျုံရင်တွေခုံမိတယ်ဒေါ်မမကမသိဘူးလားကွာမသိလို့ပေါ့ကွာ တည်ရင်တော့မုံမီလောင်မှာပဲဟိကျုပ်သူ့ကိုဘလို့စကားတွေပြောဘလို့ဖြောင်းဖြားရမယ်ဆိုတော့မတွေးတတ်တော့ဒါပေမဲ့အပွင့်လင်းဆုံးဝင်ခံရရင်ကျုံနဲ့လက်ထက်ခဲ့တဲ့ကျုံမယားမာလီနုကြည်ဆိုတာအပြူစင်ကျုံနဲ့တတ်တူရွေးတူအစင်တန်းတူဆိုတော့မမောင်ကိုကျုပ်ကယောက်ျားတို့တဘာဝအရက်ကလေးမူးကြောင်မူးကြောင်ဖြစ်လာတဲ့အခါဆိုရင်နှိုင်းရှင်တမူကလေးတွေ၊ကွာဟမှုလေးတွေ၊ချင်းခွင်မော်တင်ပြခဲ့မိတယ်ဆိုတာတော့ကျုပ်ဝန်ခံပါတယ်။ဟုတ်ပြီ။ အဲ့ဒီလိုပြောကြားတဲ့အခါတိုင်းလေးမောင်မောင်ကအမျိုးစင်တယောက်လောက်တော့ရှာအောင်မမြင်အောင်ရေးဆိုပြီးတော့ကျုပ်ကိုပြောခဲ့ဘူးတာလေအကျိန်များစွာပဲအဲ့ဒါပဲအဲ့ဒီနောက်ပိုင်းကျုံနဲ့မောင်မောင်တွေ့တဲ့အခါတိုင်းခင်တန်းချိုဆိုတဲ့အကြောင်းကမပါရင်မပြီးတဲ့မောင်မောင်ရဲ့အသေးစက်လမ်းတစ်ပုဒ်ဖြစ်လာတော့ ਈ ခင်တန်းချိုနဲ့အဆင်ပြေတာလဲပါ ਈ အဆင်မပြေတာလဲပါ ਈ နောက်ဆုံးတော့ခင်တန်းချိုတယောက်သူ့ရဲ့အခြေခင်ဆုံးအတတ်မှတ်ဆုံးအမြန်နူးဆုံးတော့လူတယောက်ဖြစ်သွားပြီဆိုတာလေးပါခဲ့ ਈ ငါတော့မင်းဇက်လန်းကိုဘလို့ဆက်ကခိုင်းရမဲဆိုတော့မပြောတတ်တော့ဘူးမောင်မောင်ဟုတ်တယ်လေကျုပ်ပြောနိုင်တာကဒီစကားပဲဒါပေမဲ့ကရက်ကရှင်မောင်မောင်ကိုယ်တိုင်ကတော့ဒီဇက်လန်းကိုဘလို့ဆက်ကရမဲဆိုတော့အင်မတန်လွယ်ကူတဲ့အလုပ်ဖြစ်ကြောင်းလက်ရှိအခြေအနေမှာရက်တိနေပြီဖြစ်ကြောင်းပြောပြရင်းနဲ့လွယ်လွယ်ကူကူပဲဆုံးဖြတ်ခဲ့ဒါပေမဲ့ကျုပ်ကပွဲကြည့်ပြိတ္တန်ဆိုတော့အခြေအနေအားလုံးကိုမြင်တွေ့နေတယ်လို့တည်ကြနေတယ်လို့မဟုတ်လား စစ်တူရင်ခုံမဟိုဘက်ဒီဘက်စစ်တူရင်ထိုးကြတယ်လို့မျိုးပေါ့ပြိုင်ဘက်ချင်းချင်းကမမြင်မတွေ့တဲ့မှားကွက်ရွှေကွက်ထောက်ကွက်တွေကိုပွဲကြည့်ပြိတက်ဖြစ်တဲ့ဘေးလူကမြင်တွေ့နေရတယ်လို့မျိုးအသေးရစီအောင်ရင်ခုံစီအောင်မကြည်နဲ့စီအောင်ထောက်ကွက်တွေမှားကွက်တွေဆိုတော့အပုံအပင်ဒီလိုပဲမဟုတ်လားအဲ့ဒါပဲဆရာမောင်ရင်ချမ်းကြီးအဲ့ဒီနောက်တော့ကျုံနဲ့မောင်မောင်မတွေ့ကြတော့ဒါပေမဲ့ကျုံမောင်မောင်ကိုနောက်ဆုံးချိန်တွေ့လိုက်ရတာကစီးရုံမှာပဲလေး ကိုမြင့်အောင်က သူ့ရဲ့တိုးတိမ်သွားတဲ့စကားအတန်နဲ့တူစကားစကိုဖျက်ပြီးအဝေးကိုငေးကြည့်နေသည်ကျွန်တော်ကတပြင်းနှွမ်းကိုမှုတ်ထုတ်ရင်သူ့ဘက်မှဆက်လက်ပြောဆိုလာမယ့်စကားကိုနားထောင်မိသည်ခင်တန်းချုံမှမောင်မောင်ရဲ့တရေသားကိုလွှဲထားရပြီဆိုပြီးချိန်ကားစပြီးတော့မောင်မောင်ကဒေါ်မမထံကိုခြေဦးမလှဲတော့ တားဒါမမဟုတ်တမိတူဦးကိုငမ်းမွတ်စွာတောင်းတနေမောင်မောင်အပျော်မောအများစွာဝီစီစွာနှင့်ခင်တန်းချုံနေပေတရားဝင်ရုံးတက်လက်ထပ်ပြီးနေထိုင်တော့ဤမောင်မောင်မှာဒေါ်မမထံကရယူထားတဲ့ငွေကြီးနဲ့ရွှေတွေပစ္စည်းတို့ကလည်းခင်တန်းချုံနေသူသူ့ရဲ့ဦးလေးအတော်များထံမှမနေတော့အဲ့ဒီအချိန်မှာဒေါ်မမက မိုးမီးလောင်နေပြီဗျဒေါ်မမအနေနဲ့ကသူ့ပိုင်ပစ္စည်းတွေဇုံတစ်ခုမှပြန်ပါမလာတော့တာကိုအเจ้าတစ်ခုအနေနဲ့ပြောဆိုတာမျိုးမရှိဘူး မောင်မောင်အနေနဲ့အဝေးတထဲကိုတစ်ခုနဲ့ပြန်လာခဲ့သူလက်ခံမယ်ဆိုတဲ့သဘောပဲရှိတာနောက်ထပ်ထပ်ပြီးတော့ခင်တန်းချိုတို့ဘက်ကရော်ချင်းငွေရယူခြင်းသေးတယ်ဆိုရင်လေထပ်ပြီးတော့ပြေးအောင်မယ်ဆိုတဲ့အခြေအနေမှာရှိနေတဲ့မောင်ရင်ချမ်းကြီးသို့တော်လေဒေါ်မမရေကန်လန်းချက်တို့ကိုမောင်မောင်ကအကျိန်များစွာတွေးဖီခဲ့ပြီးငင်းဆန့်ခဲ့ပြီးပြည့်ရည်ပြုခဲ့ပြီးတင်းရှောင်ခဲ့ပြီးနောက်ဆုံးတော့မောင်မောင်ကိုရမကဆိုင်ထဲမှာအเจ้าမရှိအเจ้าရှာရန်စပြီးကလေးထိုင်လွတ်နေချိန်ရင်က ဈေးရောက်မှာမောင်မောင်တည်ဆုံသွားတော့တာပဲလေမောင်မောင်ကိုရိုက်ကြတဲ့လူတွေဆိုတာကကိုအောင်ဖြိုးနဲ့ကိုမြင့်စိန်ဆိုတဲ့ကြီးစားလူမိုက်တွေလေသူတို့ကိုဒေါ်မမကငွေပုံပေးပြီးတော့ရိုက်ခိုင်းခဲ့တာပဲဆရာမောင်ရင်ချမ်းကြီးယာကားနဲ့ရှင်တဲ့အချစ်ကပူလောင်တတ်တယ်တလင်တမယစနစ်ကိုမကျင်သုံးခဲ့တော့တောကကြွေရရအရွယ်မတူတဲ့အချစ်ကြောင့်အချစ်တို့ရင်းအိုလာတဲ့အခါစိတ်ပြတ်မှုတွေအလုံးမပြည့်မှုတွေဖြစ်လာကြရတယ် ဒိုဒိုသောစိတ်ဝေဒနာကြောင့်အင်တောင်ရိပ်ပြိုကွဲစီမဲ့ပေါက်ပြံမှုတွေဖြစ်လာရပြန်သည်။ကိုမြင့်အောင်ကစကားဆက်လက်မစိုးတော့သူ့ရဲ့အခြေခင်ဆုံးအရင်ဒီဆုံးအကျွမ်းဝင်ဆုံးတငယ်ချင်းမောင်မောင်ကို လွမ်းမောဆွကျင်စွာတတိတိယရှိနေကြောင်းကျွန်တော်နားလေပါရီ။ကျွန်တော်ကတော့စလီဥပုံညာရဲ့ဇရန်စင်မင်းဝိထုရင်းမှာကြပြလင်းကတပိုင်းတစားကို တူးတူးတိမ်တိမ်ရေရွတ်နေမိသည်မဖြစ်မမြောက်မမုန်းလောက်တာကို အဆောက်အဦးအပြည့်ကြီးယူပြီးရင်ညူစုမြက်ဝင်ငါချစ်လင်ကိုတင်တက်ဖြတ်အားပေးနိုင်၏တင်တက်ဖြတ်အားပေးနိုင်၏စာရေးသူဆရာကြီးကိုလေးဂျေစုတင်ပါရီဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရီရှင်နားစင်အားပေးကြတဲ့တဝူးတယောက်ချင်းစီတိုင်းကိုဂျေစုတင်ပါရီ အခုလိုစိတ်ဝင်စားဖွယ်ဇာတ်လမ်းများကိုတင်ဆက်ပြီးဒီကျမရဲ့လာပြည့်ည channel ကိုလေး subscribe လေးမှတ်ထားခဲ့ပြီးဘူးတောင်းဆိုပြရစီရှင်။